အားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ငချင်းတို့ကိုပြပြပြီးတော့မယ့်အကြောင်းလေးကတော့ Facebook ID ကိုဖုန်းနဲ့ပဲအလွယ်တကူဘလို့တင်ရမလဲဆိုတာလေးကိုပြပြပြီးတော့ပါမယ်ကဲဆိုတော့ပထမအဦးဆုံးအနေနဲ့ကျွန်တော်တို့ Facebook ID ဆိုတာဘာလဲဆိုတာကိုအရင်ပြောလိုက်ရအောင်ကျွန်တော်တို့ Facebook ID ဆိုတာကတော့ကျွန်တော်တို့ရဲ့ Facebook account ကိုတရားဝင်ဖြစ်အောင်ကျွန်တော်တို့မှတ်ပုံ တင်တာပဲဖြစ်ပါတယ်ကျွန်တော်တနည်းအားဖြင့်တော့ကျွန်တော် line စင်ယူရတဲ့ဘောပဲဖြစ်ပါတယ်ကဲဆိုတော့ကျွန်တော်တို့ Facebook ID တင်လိုက်ရင်ကျွန်တော် Facebook ကဘာတွေကောင်းသွားမလဲဆိုချိုကောင်းချိုတွေကိုတစ်ချက်နားထောင်ကြည့်လိုက်အောင် Facebook ID တင်ပြီးတဲ့အကောင့်နေဆိုရင်ပထမဆုံးအနေနဲ့ကျွန်တော်တို့ရဲ့အကောင့်ကပြစ်နိုင်ကြီးနေရမယ် report တွေထူခံရလို့ကျွန်တော်တို့ပြစ်တာတွေကနေကင်ဝေးသွားမယ် ပြီးတော့ကျွန်တော်တို့အကောင့်တွေကနေ boost day လုပ်လို့ရမယ် promote day promote day boost day လုပ်လို့ရမယ်တို့ကောင်းကတင်လိုက်တဲ့ post တွေက reach day ပို့ရောက်မယ် engagement တွေကောင်းမယ်စတဲ့အတချက်တွေကို ကျွန်တော်တို့ရနိုင်ပါတယ်ဆိုတော့အားနည်းချက်အနေနဲ့တခုကတော့ဗာလဲဆိုရင် ကျွန်တော်တို့ရဲ့ account name ကိုလွယ်တကူပြောင်းလို့မရနိုင်ပါဘူးဒါလေးကတော့အားနည်းချက်ပဲဖြစ်ပါတယ် ကဲဆိုတော့အာသာချက်တွေကကျွန်တော်တို့အရင်များတာဖြစ်တဲ့အတွက်ကျွန်တော်တို့တင်ထားရင်တော့အကောင်းဆုံးဖြစ်ပါလိမ့်မယ်ကဲဆိုတော့ကျွန်တော်ခုဒီဗီဒီယိုမှာကျွန်တော် Facebook ID ကိုစာဆုံးဘလို့တင်ရမလဲဆိုတာလေးကိုကျွန်တော်တဆင်ချင်းပြောပြပြီးတော့ပါမယ်ကဲဆိုတော့ကျွန်တော်တို့တူ like ကြည့်လိုက်ရအောင်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ application လေးတစ်ခုတောင်းဖို့လိုပါမယ်။ကြည့်အဲ့ဒါလေးကတော့ကျွန်တော်တို့ဒီ Play Store ထဲကိုဝင်လိုက်မယ်။ ြီးရင်ဒီမှာကျွန်တော် Google G O G L E Google A U T H E N D I C A T O R Google Authenticator ဆိုပြီးတော့ဒီမှာကျွန်တော်တို့ရိုက်ရှာလိုက်မယ်။ဒါဆိုရင်ဒီမှာကျွန်တော်တို့တွေ့ပါပြီဒီမှာ star ပုံစံလေးနဲ့ဒီမှာကျွန်တော်တို့ Google Authenticator ဆိုပြီးတော့ဒီဟာလေးတွေ့ပြီဒါလေးကိုကျွန်တော်တို့ရဲ့ဖုန်းထဲမှာပထမဆုံးအနေနဲ့ download ဆွဲထားလိုက်မယ်။ ဆိုတော့ဒီမှာကျွန်တော်ကတော့ download ဆွဲထားပါပြီဒီမှာကဲ download ဆွဲပြီးပြီဆိုရင်ကျွန်တော်တို့ရပါပြီ Facebook ထဲကိုကျွန်တော်တို့ ID တင်မယ် Facebook ထဲကိုဝင်လိုက်မယ်ပေါ့ဇိုအနေနဲ့လောရမှာကကျွန်တော်တို့ရဲ့ profile ပုံကိုကျွန်တော်တို့ ID တင်မယ်သူရဲ့ profile ပုံကိုပဲကျွန်တော်တို့ထားရမယ်ပထမဆုံးအစ်စ်အနေနဲ့အဲ့ဒါလေးကိုလောက်ရမယ်အဲ့ဒါလေးကိုလောက်ပြီးပြီဆိုရင်တော့ကျွန်တော်တို့အကောင့် ျွန်တော် setting တွေကိုဝင်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီအပေါ်ဆုံးမှာ personal details ဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်ရမယ်ပြီးရင်ကျွန်တော် personal details ပဲ set နှိပ်မယ်ဒါဆိုရင်ကျွန်တော်ဒီနေရာလေးရောက်သွားလိမ့်မယ်ဒီနေရာလေးရောက်သွားရင်တော့ကျွန်တော်တို့ဒီ identity uh, identity confirmation ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ် ဆိုတော့ဒါဆိုရင်ဒီစာမျက်နှာလေးရောက်သွားမယ်ဒီစာမျက်နှာလေးရောက်သွားရင်ကျွန်တော်တို့ဒီမှာမြင်ရတဲ့ confine your identity ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်မယ်ဒီနားလေးရောက်ရင်ကျွန်တော်အပေါ်အစာတန်းလေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးရင်ဒီမှာသူကကျွန်တော်တို့2 step 2 factor authentication ကျွန်တော်တို့2 step ခံခိုင်းတာဖြစ်တယ်အဲ့ဒီတော့ကျွန်တော်တို့က မပေါ်ဆုံးက app recommend ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ကျွန်တော် next ကိုတွားလိုက်မယ် next ကိုတွားလိုက်ရင်ကျွန်တော်ဒီမှာကုတ်လေးတွေပေးထားတယ်ကျွန်တော်တို့ကဒီကုတ်လေးတွေကို copy ယူပြီးတော့ကျွန်တော်ဒီကုတ်လေးတွေကို copy ယူမယ်ယူပြီးပြီဆိုရင်ခုနကတော့ကျွန်တော်တို့ down ခဲ့တဲ့ application နဲ့တွားပြီးတော့ဒီ application နဲ့ကိုတွားပြီးတော့ကျွန်တော်ဒီကုတ်လေးကိုဒီနေရာမှာ ကျွန်တော်တို့အောက်ဆုံးမှာအပေါင်းလေးနှိပ်မယ်ပြီးရင်ဒီမှာအမ် enter a setup key ဆိုပြီးတော့ဒါလေးကိုနှိပ်ရမယ်ပြီးရင်ဒီမှာကျွန်တော်တို့ရဲ့ your key ဆိုတဲ့နေရာမှာခုနကလုံက copy ယူတာလေးကိုထည့်လိုက်မယ် copy ယူလာလေးကိုထည့်မယ်ထည့်ပြီးရင်ကျွန်တော်တို့ add ဆိုတာလေးကိုနှိပ်လိုက်ရင်ဒီကကုတ်ချောက်လုံးလေးပြပေးလိုက်မယ်ကုတ်ချောက်လုံးလေးပြပေးကုတ်ချောက်လုံးလေးပြန်ပေးလိုက်မယ်ကျွန်တော်တို့အဲ့ဒီကုတ်ချောက်လုံးလေးကို copy ယူပြီးတော့ copy ယူပြီးတော့ကျွန်တော်တို့ဒီနေရာလေးမှာကျွန်တော်တို့ထည့်ရမယ်ဒီနေရာမှာသူက next ကိုတွားလိုက်ဒီဒီလိုနေရာလေးရောက်တွားလိုက်မယ်ဒီနေရာလေးမှာကျွန်တော်တို့ခုနကတုန်းက modernicator တဲ့ကယူလာတဲ့ကုတ်ချောက်လုံးကိုဒီနေရာလေးမှာထည့်ပြီးတော့ next ကိုနှိပ်မယ်ဆိုတော့ဒါဆိုရင်ဒီနေရာရောက်တွားရင်ကုတ်ချောက်လုံးလေးရိုက်ပြီးဆိုရင်ဒီနေရာမှာပြီးတွားပြီး dance ဆိုအောင်နှိပ်မယ်ပြီးရင်ကျွန်တော်တို့နောက်ကိုပြန်ထွက်သွားမယ်ပြန်ထွက်သွားပြီးရင် ကျွန်တော်ဒီနေရာကိုပြန်ရောက်သွားမယ်ဒီနေရာပြန်ရောက်ရင်ကျွန်တော် confine your identity ဆိုတာလေးကိုထပ်ပြီးတော့ကျွန်တော်နှိပ်မယ်ပြီးရင်ပုံစံတိုင်းကျွန်တော်အပေါ်ကားစာတန်းလေးကိုနှိပ်မယ်ပြီးရင်ဒီနေရာမှာကျွန်တော်ရဲ့ can free ကိုရွေးရမှာဖြစ်တယ်ဆိုတော့ဒီမှာကျွန်တော် select ဆိုတာလေးကိုတစ်ချက်နှိပ်မယ်ပြီးရင်ဒီနေရာမှာမြန်မာဆိုတာလေးကိုရွေးလိုက်မယ်ပြီးပြီဆိုရင်ဒီမှာကျွန်တော်အောက်ဆုံးက next ဆိုတာလေးကိုဆက်နှိပ်လိုက်မယ် ပြီးရင်ဒါလေးတွေကိုကျွန်တော်တို့အောက်ကိုဆွဲပြီးတော့ yes continue ဆိုတာလေးကိုဆက်နှိပ်မယ်ပြီးရင်ကျွန်တော်တို့ဒီနေရာမှာအပေါ်ကကျွန်တော်တို့ personal identity ID or notarized document ဆိုတာလေးကိုဆက်နှိပ်လိုက်မယ်ပြီးရင်ဒီနေရာမှာကျွန်တော်အပေါ်က upload your ID ဆိုတာလေးကိုနှိပ်ပြီးတော့ next ကိုတွားလိုက်မယ် ပြီးရင်ဒီနေရာမှာကျွန်တော်တို့က ID ကိုဗာနဲ့တင်ချင်တာတော့ဆိုတော့ကိုဗာနဲ့တင်ရမှာတော့ဆိုတော့ကိုရွေးရမယ်ဒီမှာ passport ရှိတယ် driving license ရှိတယ်ကျွန်တော် national ID card ဆိုတာမှတ်ပုံနေရှိတယ်ကျွန်တော်အဆုံရှိတယ်အဆုံရှိရဲ့ကိုမှာကျွန်တော်တို့အကောင်ဆုံးကတော့ passport နဲ့တင်တာကတော့အကောင်ဆုံးဖြစ်တယ်ပြီးရင်ကျွန်တော် driving license ကျွန်တော်တို့ရမောင် license နဲ့တင်တာလည်းကောင်းတယ်အဲ့ဒါတွေမရှိဘူးဆိုမှကျွန်တော်တို့ရမှတ်ပုံတင်တဲ့တင်တာကကောင်းပါတယ်။ဒါဆိုတော့ passport ကိုရေးပြီးတော့ next ကိုနှိပ်လိုက် ပြီးရင်ဒီမှာ get status ဆိုတာလေးကိုဆက်နှိပ်မယ်ပြီးရင်ဒီနေရာမှာကျွန်တော်တို့ရဲ့ passport လေးကို passport လေးရဲ့စာမျက်နှာလေးကိုဒီမှာရှင်းပေးရမယ်ရှင်းပေးပြီးရင်ဒီနေရာမှာကျွန်တော်ပြန်ရိုက်မလားဒါလေးကိုတင်မလားဆိုပြီးတော့မေးတယ်ကျွန်တော်တို့ရဲ့ submit ကိုပဲဆက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာဒီနေရာရောက်ရင်ကျွန်တော် finish ကိုနှိပ်လိုက်မယ်ဒါဆိုရင်ဒီမှာသူတို့က ျွန်တော်တို့ရဲ့အချက်လက်ကိုဆက်စင်းနေပါတယ်ဆိုပြီးတော့ဒီနေရာမှာပြနေတယ်ဒီနေရာမှာကျွန်တော်နိုင်ပုံစံလေးနဲ့ပြနေတယ်ပြီးရင်ကျွန်တော်တို့ဒီတိုင်းလေးပဲပြန်ပြီးတော့ထွက်လိုက်မယ်ပြန်ထွက်လိုက်ရင်ကျွန်တော်တို့ node မှာကျွန်တော်ဒီလိုလေးတက်လာလိမ့်မယ်ဆိုတော့ Facebook ကကျွန်တော် node မှာဒါမျိုးလေးတက်လာလိမ့်မယ်ဒါမျိုးလေးတက်လာရင်ဒါမျိုးလေးတက်လာရင်ကျွန်တော်တို့ရဲ့ဒါဒီတက်လာတာလေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီဆိုရင်ဒီမှာ ကျွန်တော်တို့ complete ဆိုပြီးတော့ဒီ personal id မှာကျွန်တော်အမှန်ကျလေးနဲ့ your id is confirm ဆိုပြီးတော့ခါနေလိမ့်မယ်ဆိုတော့ဒီမှာကျွန်တော်တို့ your id is confirm ဆိုပြီးတော့ပြနေလိမ့်မယ်ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ Facebook ID တင်ခြင်းကလုံးဝကိုအောင်မြင်သွားပါပြီ ကဲဆိုတော့ဒီလောက်ဆိုရင်အားလုံးပဲနားလည်ကြမယ်လို့ထင်ပါတယ်ကျွန်တော်အခုပြောပြပေးထားတာလေးကတော့ Facebook ID ကိုအလွယ်ကူဆုံးဘယ်လိုတင်ရမလဲဆိုတာလေးကိုပြောပြပေးထားတာဖြစ်ပါတယ်ဆိုတော့အဆုံးထိကြည့်ရှုပေးကြတဲ့တယောက်ချင်းဆိုင်ကိုကျေးဇူးတူတင်ရှိပါတယ်အားလုံးပဲဆင်ပြေကြပါစေ